မင်္ဂလာပါပြီးခဲ့တဲ့1 Friday 5 132ပွဲစဉ်မှာ Thai Fighter Component 9နဲ့ထိုးတက်ခဲ့တဲ့တန်းစဉ်ကိုဂျိုးဝိုင်းတော့မှနိပြဖြစ် လိုက်ပါလာခဲ့တဲ့ Champion Super Leg ဟာသူတစ်ပတ်တန်းစဉ်ရဲ့ရှုံးမွက်ပြီးမှမြန်မာပြည်သက်တွေနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး Super Leg ကိုအပင်းနေကြတဲ့မြန်မာပြည်သက်တွေနဲ့အတူပုံတွေလည်းတွဲရိုက်ပေးခဲ့ပါတယ် Super Leg လို့မွေထိုင်းတဲ့ Kickboxing မှာ Champion ဖြစ်ခဲ့မှုတဲ့ထိတ်တန်း Fighter တယောက်ဟာ မာနထောင်လာတာလို့မရှိပဲမြန်မာပြည်သက်တွေပေါ်လေးစားသမှုနဲ့ဆက်ဆံသွားခဲ့တာပါဒါကိုအရင်ကမြန်မာပြည်သက်တွေတပ်ပေါ်သူတွေ့ရိုက်ဖို့ကြိုးစားခဲ့ပေမဲ့နင်းထုတ်ခဲ့တဲ့မွေထိုင်းတွေရဲ့ကောင်းရော့ထန်ရဲ့လောရနဲ့နိုင်ရှင်ပြီးတချို့မီဒီယာတွေကစူပါလက်အပေါ်ကိုနင်းချတတ်တဲ့ဖိုက်တာတယောက်ဖြစ်ချီးကျူးထားကြတာပါအရင်ကဝမ်ချမ်ပီယံရှစ်ဖိုက်တာတွေထဲမှာမြန်မာပြည်သက်တွေအနေနဲ့ရော့ထန်ကိုပဲချိန်နစ်တဲ့အပိတ်ခဲ့ကြပေမဲ့ခုတော့ ရိတ်သက်တွေပေါ်လေးစားသမှုနဲ့အလေးထားပေးတဲ့စူပါလက်လိုနှိမ့်ချတတ်တဲ့ဖိုက်တာကိုပဲပူပြီးမြန်မာပြည်သက်တွေအနေနဲ့အပေးချဖို့ရှိနေပါပြီ။ဒါဒီမကသေးပဲစူပါလက်ဟာတန်းစင်လို့ဝမ်ချမြန်ရှစ်မှာရှုံးဝဲဆက်နေတဲ့မြန်မာလူငယ်ဖိုက်တာတယောက်ကိုသူတတ်ဆွမ်းတဲ့ပညာတွေသင်ပေးပြီးအသက်နိုင်ဆုံးနေတော်မြောက်ပေးခဲ့ပေမဲ့တန်းစင်ကတော့ရှုံးဝဲတွေနဲ့အသားကျနေတော့မှာ တန်းစင်နောက်ဆုံးထိုးတက်ခဲ့တဲ့နပွဲစလုံးစူပါလက်ကနိပြဖြစ်လိုက်ပါဝန်းရံခဲ့တာပါ Time Fighter ကင်ဆန်လက်ကိုတန်းစင်တဲ့အလဲထိုးနဲ့အရှုံးပေးခဲ့ရတော့ပါဆိုဂျိုးဝိုင်းဘေးကစူပါလက်ရဲ့အမှုရာကိုကြည့်ရင်တူတပဲ့ကိုဘလောက်ထိ အမြင့်ပြန်စေခြင်းနဲ့ဆက်ရှိနေလဲဆိုတာကိုအထင်သာမြင်တွေ့ခဲ့ရတာပါစူပါလက်ဟာလာမယ့်နိုဘာ16ရက်ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမယ့် One Championship 173ပွဲမှာဂျပန်ဖိုက်တာ Yuki Rosa နဲ့ ကင်းပေါင်စင်ပွဲထိုးရမှာပါဒီပွဲမှာစူပါလက်တယောက်ပြိုင်မဲ့ကိုအသာစီးနဲ့ထိုးနိုင်ပြီးဘောနပ်စုပါစုကူးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်